င်ဆက်ပေးမဲ့သတင်းကတော့ရေဘေးတန်တင်သူ8000ကျော်ဟာအရေးပေါ်ကဲထုတ်ခဲ့ရတဲ့သတင်းဖြစ်ပါတယ်။မိုးရဆက်ရောက်သွန်းမှုတွေကြောင့်တရုတ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကွေကျိုးပြည်နယ်မှာ ရေဘေးနဲ့ရင်ဆိုင်နေရပြီးရေဘေးတန်တင်ဒေသမှာနေထိုင်နေပြည်သူ8000ကျော်ကိုအရေးပေါ်ကဲထုတ်ခဲ့ရတယ်လို့သိရပါတယ်။ပြည်ခဲ့တဲ့ရပိုင်းတွေအတွင်းကွေကျိုးပြည်နယ်အတွင်းမှာ24နာရီအတွင်းရွာသွန်းတဲ့မိုးရေချိန်အားစက်ချိန်တည်တည်နဲ့အထိဖြစ်ခဲ့တာကြောင့်ရေပိတံနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ကားရရေးတဲ့မြပရားတွေဖြစ်ပွားခဲ့တယ်လို့တချို့နေရာတွေမှာရေဟာမြို့ထဲမှာတွေဆဲပေးအမြင့်ထိရှိခဲ့တယ်လို့သိရပါဗယ်။အရေးပေါ်ကဲဆဲရေးအဖွဲတွေဟာလှေတွေသုံးပြီးကဲထုတ်ခဲ့ရတယ်လို့အာတန်တဲ့ရေစီအရှိန်ကြောင့်တချို့နေရာတွေမှာကဲဆဲရေးလုပ်သားတွေထိခိုက်ဒဏ်ရာရှိမှုတွေလည်းကြုံတွေ့ခဲ့ရပါဗယ်။ရေပိတံကြောင့်6ဦးပြေဆုံးခဲ့ပြီးမွေးရသွမှုတွေဆက်လက်ဖြစ်ပေါ်နေတာကြောင့်ရေပိတံရဲ့အခြေအနေကပုံမဆွေးရနိုင်တယ်လို့လည်းသိရပါဗျာ။ဒီတင်းကိုရောရင်ချက်အောင်ကပြဖို့လာတာပါ။